ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာချီဟောင်းကျန်းလေးမှာလာတဲ့အပင်ပေရင်ဟောကိန်းကိုတင်ပြလိုပါတယ်ဒီဟောကိန်းကိုသိဖို့အတွက်ကတော့မိမိရဲ့မြန်မာမွေးသက်ကလေးကိုတီကိန်းပြူရပါမယ်ဒီလိုတီကိန်းပြူတဲ့နေရာမှာထောင်ကဏန်းနဲ့ရာကဏန်းတို့ကိုပယ်ရပါမယ်ဆယ်ကဏန်းနဲ့ခုကဏန်းတို့ကိုပဲကိုနည်းနဲ့ပေါင်းရပါမယ်အဲ့ဒီပေါင်းလို့ရတဲ့ရလက်ကိုစနစ်နဲ့စားပြီးအကျွင်းကိုရှားရပါမယ်ရတဲ့အကျွင်းကိုလည်းလေးနဲ့ထပ်ပြီးစားရပါမယ်အကျွင်း၄မျိုးရပါမယ်အကျွင်း၄မျိုးမှာ တစ်ကျွင်းရင်ညောင်ပင်နှစ်ကျွင်းရင်သဘာပင်သုံးကျွင်းရင်တစ်ချောက်ပင်သုံးညကျွင်းရင်ပဒေသာပင်လို့ပဲပြင်ပါတယ်ဥပမာအဖြစ်1310ခုနှစ်မွေးဖွားတဲ့ဆိုပါစို့1310ကနေထောင်ကဏ္ဍနဲ့ရာကဏ္ဍကိုပယ်မယ်ဆိုရင်10ပဲကျန်ပါတယ်အဲ့ဒီ10ကို9နဲ့ပေါင်းရင်19ရပါတယ်19ကို12နဲ့စားရင်အကျွင်း9ရပါတယ်9ကို4နဲ့စားရင်အကျွင်း1ကျန်ပါတယ်ဒါကြောင့်အကျွင်း1ကညောင်ပင်ဖြစ်ပါတယ် နောက်ဦးမှတစ်ခုကတော့1344ခုနှစ်မွေးဖွားတယ်ဆိုပါစို့1344ကနေထောင်ကနန်းနဲ့ရာကနန်းကိုပယ်လိုက်မယ်ဆိုရင်44ပဲကျန်ပါတယ်44ခုခုနှစ်နဲ့ပေါင်းရင်51ရပါတယ်51ကိုစနစ်နဲ့စားရင်အကျွင်း3ရပါတယ်ဒါကြောင့်အကျွင်း3ဟာ16ပင်ဖြစ်ပါတယ်မိတ်ဆွေများအတွက်တွက်ချက်မှုမမာယွင်းစေဖို့အတွက်အသင့်တွက်ပြီးသားဇာတ်ကိုတင်ပြအပ်ပါတယ်။ဇာတ်ကြည့်နေကတော့ဥမာ1350ဆိုရင်ညောင်ပင်ဖွာ 1385ဆိုရင်စပားပင်ဖွား1289ဆိုရင်ပဒေသာပင်ဖွား1344ဆိုရင်ပေချောက်ပင်ဖွားစသဖြင့်အသီးသီးဇရာကိုကြည့်ပြီးတော့သိနိုင်ပါတယ်ဟောကိန်းတွေကတော့တစ်ကျွင်းညောင်ပင်ဖွားဟောကိန်းတစ်ကျွင်းရင်ညောင်ပင်ဖွားဖြစ်ပါတယ်ကိုစိတ်နှစ်ပါးချမ်းသာမယ်နှစ်ကျွင်းစပားပင်ဖွားဟောကိန်းလူတန်းစိနေသွားရပါလိမ့်မယ်နေနိုင်ဝတ်နိုင်စားနိုင်မယ်သုံးကျွင်းတစ်ချောက်ပင်ဟောကိန်း ေချောက်ပင်ဘွားပြင့်တော့ဘွားမှာအကက်ကဲများနဲ့နေသွားရပါလိမ့်မယ်။တုံညကျွင်းပရိသာပင်ဘွားဟောကိန်းပရိသာပင်ဘွားပြင့်တော့ဘွားမှာပြည့်ပြည့်စုံစုံနဲ့နေသွားရပါလိမ့်မယ်။မိษွေများလည်းဘဲအပင်ဘွားဆိုတာကိုမိမိတို့ဘာသာမိမိတို့တွက်ချက်စစ်စစ်ကြည့်ကြပါ။နောက်ထပ်မြောက်ဝီပြီးမှာကတော့ကလေးမွေးဘွားချိန်လိုက်ကောင်းကျိုးဆိုးကျိုးကံကြမ္မာများအကြောင်းပဲဖြစ်ပါတယ်။ဤဒီနေ့ရမဆိုမနက်9:00နာရီကနေ6:00နာရီအတွင်းမွေးဘွားတဲ့ကလေးဟာ စည်းပွားဥစ္စာစံရေးစဘာတို့ဒီရလာတိုးဝါစေပြီးကြီးပွားချမ်းသာကြွယ်ဝသူဖြစ်ရအံ့မြည်သည်နေ့ရက်မဆိုမနက်6နာရီမှနေ့လယ်7နာရီအတွင်းမွေးဖွားသူတို့ဟာကျင်နာတနာပြုစုပေးတတ်သူဖြစ်အံ့လူချစ်လူခင်လည်းအလွန်ပေါများကမျက်နှာမြင်ချစ်ခင်အတန်ကြာတနာစီတတ်အံ့မြည်သည်နေ့ရက်မဆိုနေ့လယ်7နာရီမှညနေ6နာရီအတွင်းမွေးဖွားသူတို့ဟာကုံသွဲကူးတန်းရောင်းဝယ်ခြင်းဖြင့်အကျိုးပေး၏ရွှေမရှားငွေမရှားကြီးပွားချမ်းသာမည်မြည်သည်နေ့ရက်မဆို ည6နာရီမှည7နာရီတွင် မွေးဖွားသူတို့ဟာတာယာနာပြော်ွယ်စကားများဆိုတတ်သည်အပြောဆိုကောင်းမှုမီချစ်ခင်သူများပြားမည်ဈေးရောင်းဝယ်ခြင်းနှင့်အမှုပညာများအကျိုးပေး၏မြည်သည့်နေ့ရက်မဆိုည7နာရီမှ12နာရီတွင် မွေးဖွားသူတို့ဟာတကူဓမြလူဆိုးလူမိုက်များဖြစ်တတ်ကြ၏မိဘနှင့်ပတ်ဝန်းကျင်အထင်းသိမ်းညံ့မည်ဆိုပါကအချုပ်နောက်ထောင်းစသည်တို့အကျိန်များစွာကြာတတ်၏မြည်သည့်နေ့ရက်မဆိုည7နာရီမှ မနက်၃နာရီအတွင်းမွေးဖွားသူတို့ဟာဆွေမျိုးသားချင်းတို့၏ဂုံကိုထိခိုက်မိသူဖြစ်မိဘသားချင်းမိဆွေတို့၏ကျင်ဖယ်ခြင်းကိုလည်းခံရအပ်ထိုသူမျိုးယဟန်သီလရှင်ဖြစ်နေကောင်းပြီညီဒီနေ့ရမဆိုမနက်၃နာရီမှမနက်၅နာရီအတွင်းမွေးဖွားသူတို့ဟာကြီးပွားချမ်းသာကြွယ်ဝစွာဖြင့်ဂုံတည်င်းကောင်းနှင့်ပြည့်စုံသူဖြစ်အပ်အတူနေသူများကိုဂုံတက်စေသူဖြစ်အပ် မဟာဗုဒ္ဓေတင်ရဲ့မဟာဗုဒ္ဓထဆင့်ဟောကိန်းတွေကိုမျှဝေတင်ဆက်ပေးလိုပါတယ်။တွက်နီးကတော့လက်ရှိကောဇာတက်ကရစ်ကို မဟာဗုဒ္ဓိုင်ထူပြီးကောဇာရဲ့အထုံးမှာမိမိမွေးနှံမြင်တဲ့ဆိုရင် အထုံးမှာအထုံးထပ်ပါတယ်။ဥမာအဖြစ်ကြာသာပတိအထုံးဖွာသားသမီးတယောက်ကို တွက်လို့ရဆိုရင် သူ့ရဲ့မူလမဟာဗုဒ္ဓကိုကြည့်ပါ။ပုံမှန်ပြထားတာကတော့သူ့ရဲ့မူလမဟာဗုဒ္ဓိုင်ဖြစ်ပါတယ်။လက်ရှိကောဇာတက်ကရစ်ကို မဟာဗုဒ္ဓိုင်ထူပါ။ လက်ရှိကောဇာတက်ဂရစ်1385ကိုခုနှစ်နှစ်စာရင်အကျွင်းချောင်းရပါတယ်6ခုကျွင်းဖြစ်တဲ့အတွက်ကြောင့်သူကြီးပွဲအောင်လံသူစစ်ဆိုပြီးမဟာဗုဒ္ဓတိုင်ထူမယ်ဆိုရင်လက်ရှိကောဇာတက်ဂရစ်ရဲ့မဟာဗုဒ္ဓတိုင်ကိုရရှိပါတယ်လက်ရှိမဟာဗုဒ္ဓရဲ့အထွန်းဂျိုခွင်မှာမွေးနံ့ကြာသာပတိဖြစ်တဲ့အတွက်ကြောင့်အထွန်းမှာအထွန်းဆင်းပါတယ်ဒါကြောင့်ကောဇာတက်ဂရစ်1385နှစ်ဟာယာသာပတိအထွန်းဘွားသားသမီးများရဲ့အထွန်းပေါ်အထွန်းထက်တဲ့နှစ်ဖြစ်ပါတယ် ကြံတဲ့မွေးနံတွေကိုလည်းဒီနီတိုင်းတွက်ကြည့်နိုင်ပါတယ်အထုံးမှာအထုံးဆင်းတဲ့ဟောကိန်းကတော့မူလမဟာဘုရားသာသမိတို့ရဲ့ရောက်စဲကောစာမှာမိမိမွေးနံမြင်တဲ့အခါမှာအထုံးမှာအထုံးဆင်းတဲ့အတွက်ကြောင့်မအောင်မြင်တဲ့လုပ်ငန်းတွေအောင်မြင်မယ်ဆုံးရှုံးနေတဲ့ငွေတွေကို ပြန်ရတတ်ပါတယ်ရှည်ရှည်တုံးကချစ်ရည်ကိစ္စအစင်မပြေမှုတွေအောင်မြင်တတ်ပါတယ်ရှိရှိတုံးကအစင်မပြေတဲ့ကိစ္စတွေလည်းအစင်ပြေတတ်ပါတယ်။တိုင်မတိုင်ဆင်ဟောကိန်း မူလမဟာဘုတ်တိုက်ပွားသားသမီးတို့မှာရောက်စဲနှစ်မှာမိမိမွေးနှံတိုက်ဖြစ်မဲ့ဆိုရင်တိုက်မှာတိုက်ဆင်းပါတယ်တိုက်မှာတိုက်ဆင်းတဲ့နှစ်မှာအလူတန်းပြူရတက်ပါတယ်ဒီပေါက်ကိန်းညုံတက်ပါတယ်အယောင်းဝယ်တွေကောင်းမယ်လူကြည့်လူခင်ပေါ်များမယ်ရာဇမရာဇဆင်ဟောကိန်းမူလမဟာဘုတ်ရာဇဘွားသားသမီးတို့မှာရောက်စဲနှစ်မှာမိမိမွေးနှံရာဇဖြစ်တဲ့အတွက်ကြောင့်ရာဇမှာရာဇထပ်ပါတယ် ရာဇမှာရာဇထတ်တဲ့နှစ်မှာယာလူတိုးမယ်မြင့်မြတ်သောနေရာရမယ်မင်းသို့မဟုတ်အကြီးအကဲဖြစ်မယ်နေရာတိုင်းမှာဆရာဖြစ်မယ်အဓိပတိမအဓိပတိဆင့်ဟောကိမူလမဟာဘုတ်အဓိပတိဘွားသာသမီတို့မှာရောက်စဲကောဇာတက်ကရစ်မှာမိမိမွေးနှံအဓိပတိမှာဖြစ်ခဲ့မယ်ဆိုရင်အဓိပတိမှာအဓိပတိဆင့်ဖြစ်တယ်လို့ဆိုပါတယ်အဓိပတိမှာအဓိပတိဆင့်တဲ့နှစ်မှာပြောသမျှလုပ်သမျှကြံစီသမျှအောင်မြင်ပါမယ်နာမည်တရင်ကြော်စောမယ် သွားလျာမိတ်ကောင်းဆွေကောင်းတွေ့မယ်ကြီးညိုလေးစားသူပေါ်များမယ်အကြီးအကဲဖြစ်မယ်မြင့်မြတ်သောနေရာရောက်မယ်ဥတီမဥတီစင်ဟောကိမူလမဟာဘုံမှာဥတီဘွားဖြစ်တဲ့သားသမီးတို့ဟာရောက်စဲဖြစ်တဲ့ကောဇာတက်ကရစ်မှာမိမိမွေးနှံဥတီအိမ်မှာမြင်ရမယ်ဆိုရင်မကောင်းပါဘူးညံ့ပါတယ်ချစ်ပြီးသောမိတ်ဆွေတွေနဲ့ကွဲတက်ပါတယ်လုံနေကြလုပ်ငန်းတွေပြည့်စည်တက်တယ်ကောင်းတဲ့နေနဲ့နာမည်ကျော်ချားတက်ပါတယ်နာမည်လည်းပြတ်တက်ပါတယ် အပေါင်းသင်းတွေလည်းမိမိကိုမကောင်းကြံစီတက်ပါတယ်မိမိကလည်းမကောင်းပါဘူးဆွဲဆောင်ရာကိုပါတက်ပါတယ်တရားမှာတရားတထောင်မှာဆယ်ဦးထူးတက်ပါတယ်ပူတီမှာပူတီထက်တဲ့ဟောကိန်းရထူးခြားတဲ့ပုဂ္ဂိုလ်ကိုပြရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကိုးကွယ်ရာဖြစ်တဲ့မြတ်စွာဘုရားဘိုးတော်အင်ဇနမင်းဖြိုခွင်းတက်ရက်68ခုကစုံလပြည့်တောက်ကြနေ့မွန်တဲချိန်မှာမီးရှူးတန့်စင်ပွားမြင့်တော်မူပါတယ်မဟာဘုတ်တွက်ကိန်းနဲ့တွက်ကြည့်တဲ့အခါမှာပူတီပွားဖြစ်ပါတယ် နောက်ဆုံးဖျားဖြစ်တော်မူတဲ့ကောဇာတက်ကရိ803ခုကစုံလပြိဗုဒ္ဓဟူးနေ့အာယုံတက်မှာဖျားဖြစ်ကိုရောက်တော်မူပါတယ်။ရောက်စဲကောဇာမဟာဗုဒ္ဓကိန်းနဲ့တွေ့ကြည့်တဲ့အခါမှာပုတိပဲဖြစ်တဲ့အတွက်ကြောင့်ပုတိမှာပုတိထက်တဲ့ဟောကိန်းရဟောရပါတယ်။ဘင်္ဂမှာဘင်္ဂထဟောကိန်းမူလမဟာဗုဒ္ဓဘင်္ဂဘွာသာသမီတို့ဟာရောက်စဲကောဇာတက်ကရိမှာမိမိမွေးနှံဘင်္ဂအိမ်မှာမြင်ခဲ့မယ်ဆိုရင်ဘင်္ဂမှာဘင်္ဂထတဲ့အတွက်ကြောင့် အလွန်အလွန်ညံ့နေတဲ့အခါဖြစ်ပါတယ်။အလောက်ကန်ရောင်းဝယ်ပျက်စီးမယ်။အလောက်ကန်ရောင်းဝယ်မှာ အပြိုင်ဆိုင်ပေါ်တက်တယ်။အခြေအနေပျက်စီးတက်တယ်။အနာရောဂါများတက်တယ်။အမှုခင်ဖြစ်တက်တယ်။အချုံနှောင်ခံရတက်တယ်။မိတ်ကောင်းဆွေကောင်းပြက်မယ်။မိမိအားကိုးအားထားပြုတဲ့သူတွေပျက်စီးတက်တယ်။အိမ်ယာမီးလောင်တက်တယ်။အကူတွေထက်ခါထက်ခါတွေးရတက်တယ်။အိမ်တော်ကြီးမှလည်းမမြဲကွဲတက်ပါတယ်။အိမ်တော်ကြီးမသားမယာဖြစ်တက်တယ်။လူလိန်လူကောက်ခံရတက်တယ်။ ဘင်္ဂမှာဘင်္ဂထပ်တဲ့အခါမှာဘုရားရွှေချခြင်းဘုရားဓမ္မီပူဇော်ခြင်းကျောင်းပြင်ခြင်းကျောင်းဆောက်ခြင်းဇယက်ပြင်ခြင်းရေတွင်ရေကန်တူးဖော်ခြင်းစတဲ့ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ပေးရပါမယ်။ဒါမှပဲအပူမီးတွေတတ်တာနိုင်မှာဖြစ်ပါလေ။မရဏမှာမရဏထပ်ဆင့်ဟောကိန်းမူလမဟာဘုတ်မရဏဘွားသာသမီတို့မှာ ရောက်စဲကောဇာသက်ကရမှာမိမိမွေးနှံမရဏအိမ်မြင်ခဲ့မယ်ဆိုရင်မရဏထပ်တဲ့အခါဖြစ်ပါလေ။ အလွန်အလွန်ညံ့နေတယ်လို့ဆိုရပါမယ်။သွားလာရမှာထိခိုက်တံရရတတ်တယ်။တည်တဲ့အခါမှာယောဂဝေဒနာခံစားရတတ်တယ်။ตาမရတော့နဲ့ကွဲကွာရတတ်တယ်။မိမိအားကိုအားထားတဲ့အကြီးကဲတို့တည်တတ်တယ်။မရဏမှာမရဏထပ်တဲ့နှစ်တွေမှာငါသက်စိလွခြင်း၊ဆေးလူခြင်း၊စင်ရဒုက္ခရောက်တဲ့ဂီလာနာပုဂ္ဂိုလ်တို့အားဈေးကူပေးခြင်း၊ဈေးထိုးပေးခြင်းစသည်တို့ကိုပြုလုပ်ပေးရပါမယ်။ဒါမှပဲမိမိရဲ့အပူမီးတွေတတ်တာနိုင်မှာပဲဖြစ်ပါတယ်။